အပြင်မှာပထမဆုံးတွေ့ရတဲ့အချိန်မှာကျတော့ချိန်လဲချိန်နဲ့ကြောက်လဲကြောက်တယ်နေလဲနေကြရေပေါ့နော်ဒါပေမဲ့အဲ့လိုတိလိုက်တဲ့သူကအမတော့တော်တော်နှုတ်ပြီးတော့ချောရေပေါ့ဒီမှာတွေ့ရတဲ့အခါမှာလည်းအမအရင်နှုတ်ပဲအဲ့လိုအပြင်မှာပထမဆုံးတွေ့ဘူးပါပေါ့နော်ဒါတခါမှမတွေ့ဘူးဆိုတော့တော်တော်နှုတ်ပြီးတော့ထက်ခါထက်ခါပေါ့နော်တရားကိုပြန်ပြီးတော့ရိုက်နေရလို့ဆိုပြီးတော့သူတို့အတွက်အချိန်ပုံတိုင်းမျိုးမဖြစ်အောင်လုပ်ရတော့ကိုယ်နဲ့ကိုယ်လေ့ကျင့်ထားပါရဲ့ရှင်ဒါအဲ့ bluffing အဖွဲ့ထဲမှာဆိုဂျီဆူကိုအကြိုက်ဆုံးပဲအကြိုက်ဆုံးကတော့တရားရဲ့အကြိုက်ဆုံးဟိုါတော့ပေါ့နော်ဂျီဆူပေါ့ ဟုတ်ကဲ့အာတရာပေါ့နော်အခုဒီစကားလေးမှာမေတန်လွင်ဆိုတဲ့ကာရီတာနေရာလေးကနေပါဝင်တယောက်ဆောင်ထားပါတယ်ရှင်ဒီတစ်ခေါက်ကာရီတာလေးကကျတော့ဒီမတ်ချောရတနာရဲ့ secretary ပေါ့နော်တွေ့ရင်မှုပါလေးနေရာကနေပြီးတော့ပါဝင်ထားပါတယ်ရှင်အော်နည်းနည်းရောကြောက်တာပေါ့နော်အရန်ကိုမှဝါရင်းနေစီရအမတယောက်လည်းဖြစ်တယ်ပြီးတော့အကူမလည်းဒါပထမဦးဆုံးခြေရမဲ့စကားလေးဖြစ်တယ်ဆိုတော့ကြောက်လေကြောက်တယ်ဒါမဲ့လည်းအခုပေါ့နော်ဒီပထမဦးဆုံးတွေ့ရတဲ့စကားလေးမှာဒီအမစီရနေပြီးတော့အများကြီးတည်ရင်းနဲ့အကောင်းဆုံးအရိုက်ကူးပါမယ်ဟုတ်ရှင် ချိန်နာတော့ရှိရယ်ပေါ့နော်ချိန်နာတက်လို့ကြောက်တာပေါ့အလိုဒါအရန်ကိုပါရင်းနဲ့အမှုပညာရှင်တယောက်လည်းဖြစ်တဲ့အတွက်ကြောင့်အပြင်မှာပထမဆုံးတွေ့ရတဲ့အချိန်မှာကျတော့ချိန်လဲချိန်နဲ့ကြောက်လဲကြောက်တယ်နေလဲနေကြရယ်ပေါ့နော်ဒါပေမဲ့အလိုတိလိုက်တဲ့သူကအမတော့တော်တော်ညှို့ပြီးတော့ချောရယ်ပေါ့ အာမချောရနာရဲ့ဇာကားလေးလည်းကြည့်ဖြစ်တယ်ပေါ့နော်သူပောက်တဲ့ဇာကားလေးကလည်းအရန်ကိုတယောက်ဆောင်ကောင်းတယ်ပြီးတော့ဒီ Facebook ပေါ်မှာလည်းပေါ့နော်အရန်ကို share ကြတဲ့အလိုဇက်ဝင်ခန်းနေဖြစ်တဲ့အတွက်ကြောင့်အရန်ကိုအားလဲကြရတဲ့အမှုပညာရှင်တယောက်ဖြစ်တယ်ပြီးတော့အရန်လည်းသဘောကျရတယ်ပေါ့နော်ပြီးတော့အပြင်မှာတွေ့ရတဲ့အခါမှာလည်းအမအရန်နှုတ်ပဲအဲ့လိုအပြင်မှာပထမအောင်ဆုံးတွေ့ဘူးပါပေါ့နော်ဒါတခါမှမတွေ့ဘူးဆိုတော့လေတော်တော်နှုတ်တယ်အော်လောလောဆယ်ရောဒါကွက်နဲ့ကိုအိမ်မှာအလိုတယောက်ဆောင် ချင်းကြီးရယ်ပေါ့နော်ပြီးတော့ကိုနဲ့အတူတူတရုတ်ဆောင်ရမယ့်သူတွေအကောင်လုံးကလည်းဒီထဲမှာတရုတ်ဆောင်ဘူးပဲပြီးတော့စကားရဲ့အများကြီးလည်းရိုက်ပူထားကြတယ်ဝါရင်တရုတ်ဆောင်တွေလည်းဖြစ်တဲ့အတွက်ကြောင့်အာပေါ့နော်ကိုရိုက်တဲ့အခါကျရင်ကိုလည်းဒီသူတို့နဲ့ရှင်တဲ့အခါကျရင်ပေါ့နော်အရင်ကြီးကာရက်တာတစ်ခုအနေနဲ့အရင်ကြီးရောမနေအောင်ရယ်ပြီးတော့ထပ်ခါထပ်ခါပေါ့နော်တရားကိုပြန်ပြီးတော့ရိုက်နေရလို့ဆိုပြီးတော့သူတို့အတွက်အချိန်ပုတ်တာမျိုးမဖြစ်အောင်လုပ်ရတော့ကိုယ်နဲ့ကိုလေ့ကျင့်ထားပါရှင့် အာလောလောဆယ်ရောဘောနော်ကဲအဲ့လိုဒါနဲ့ဒီရိုက်တဲ့ရိုက်ခွင်းမှာတွေ့တဲ့ခါကြရေဘောနော်ဒါကိုအဲ့လိုမတိရအဲ့လိုမျိုးရှိတဲ့အခါမျိုးကြရင်ပဲဖြစ်ဖြစ်ဒါဒါဒီလိုမျိုးရိုက်တဲ့ character ဘောနော် လိုအပ်နေတဲ့နေရာမျိုးလေးပဲဖြစ်ဖြစ်အဲ့လိုမျိုးအများကြီးထောက်ပြပြီးရောသင်ပေးသွားပါဆိုပြီးရောဘောနော်အမစီအများကြီးသင်ယူဖို့အတွက်စဉ်းစားထားပါရှင်အာဒါကဘောနော်အခုကကြတော့ဟိုဒါကတော့ဟိုအခုမှဒီဒေရုပ်ရှင်လောကတွေကိုအလိုစဝင်တာဖြစ်တဲ့အတွက်ကြောင့်ရိုက်သမျှဟာလေးတွေရော character အစ်စ်အစ်စ်တွေပဲဘောနော်တစ်ခုပြီးတစ်ခုအခုဆိုလဲဒီ secretary အတွေ့ရမှုနေရာမျိုးဆိုတာဒါ data ထမအုပ်စုကာရိုက်တာပဲပေါ့နော်အဲ့လိုကာရိုက်တာဖြစ်တဲ့အတွက်ကြောင့်ဟောဒီအတွင်းရင်းမှုမလေးတွေဘယ်လိုမျိုးအပြင်မှာပေါ့နော်ဘယ်လိုမျိုးသူတို့လှုပ်ဆောင်တယ်ပြီးတော့အတွင်းရင်းမှုမလေးရဲ့ပုံစံမျိုးဘယ်လိုမျိုးကိုစားစင်ရရမယ်အဲဘယ်လိုမျိုးဆိုရင်ကိုယ်နဲ့လိုက်ဖက်မယ်အရင်လည်းမရိုင်းပဲနဲ့အရင်ရင်လေးနဲ့လှနေမယ်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဟာလေးတွေကိုစဉ်းစားပြီးတော့အဝတ်စားဘက်ပေါ့မိတ်ကပ်ဘက်ပေါ့စပင်ပုံစံလေးတွေရောပေါ့နော်ဒါမျိုးလေးတွေကိုစီစဉ်ထားတယ်ပြီးတော့ကိုယ့်ရဲ့တရုပ်ဆောင်ပြင်ပြဖို့အတွက်လည်းပေါ့နော်ကိုယ့်နဲ့ကိုယ်စံမျိုးလေးတွေဖက်ဖက်ပြီးတော့ကာရိုက်တာလေးကိုယ့်ကိုမန်ရှိမှနည်းနည်းကျင့်ပြီးတော့ပေါ့နော်အာဒီအတွက်အဆင်ပြေအောင်လို့ဆိုပြီးတော့ ော့ဒူးစံနေပဲဒါအဲ့ bluffing အဖွဲ့ထဲမှာဆိုဂျီဆူကိုအကြိုက်ဆုံးပဲအကြိုက်ဆုံးကတော့ဒါရဲ့အကြိုက်ဆုံးဟိုဟာတော့ပေါ့နော်ဂျီဆူပေါ့ဘလို့ပဲဖြစ်ဖြစ်ဒါအဲ့ blackpink အဖွဲ့ပေါ့နော်လေးယောက်လုံးတွေကသဘောကျရဲ့အာသူတို့ဘာသာအာဘလို့ပဲပေါ့နော်ဘယ်ပွဲမှာပဲဖြစ်ဖြစ်ဘလို့ fashion ပဲဝဲဝဲပေါ့နော်ဒါသဘောကျရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဒါနေနေတော့ဘာမှအလိုချင်တူတူကြီးတော့ပြောစရာမရှိဘူးပေါ့နော် အဲ့လိုမျိုးတော့မရှိဘူးဒါအဲ့လိုဒီသချင်းလေးတွေထွက်လာတဲ့ခါမှာကြည့်ရပေါ့အကောင်မလေးလေးရောက်လောအရန်ချော့တယ်ဒါပေမဲ့အဲ့တည်းမှာမှာဒါအကြိုက်ဆုံးကတော့ဂျီဆူးပေါ့နော်အဲ့လိုဂျီဆူးရဲ့မျက်နှာပုံစံလေးပြီးတော့သူ့ရဲ့နှာခမ်းလေးကအဲ့လိုအရန်အသေးရောက်ဖို့ကောင်းတော့သူ့ကိုကြိုင်ကြိုင်ကြိုင်နေတဲ့ပဲအာဟိုပေါ့နော် ဒီ Blackpink အဖွဲ့၄ယောက်လုံးကိုကြိုက်လာပြီးတော့သူတို့ရဲ့တချင်းတွေကိုနားထောင်တယ်သူတို့ရဲ့ music video တွေကြည့်တယ်သူတို့ကလာလေးလေးသဘောကျတယ်ဒါကြောင့်အဲ့လိုအရန်ကြီးကတ်တက်တက်ထဲမှာမပါဘူးအဲ့လိုကရင်တောက်နေရပါတော့ခါဆိုလည်းမကြိုးအဲ့လိုတောက်နေရဆိုသူတို့တွေကတဲ့ဟာကိုကြည့်ရာမိုက်လိုက်တာပေါ့အရန်သဘောကျတယ်အာပြီးတော့သူတို့ရဲ့မျက်နှာလေးတွေရောကတာလေးတွေရောအရန်ကိုအပြစ်ပြောစရာမရှိတဲ့အတွက်ကြောင့်ပါသူတို့ကိုကြည်ရင်ကြည်နေအားကြပြီးတော့ကြိုင်ရင်ကြိုင်နေတယ် ကြိုက်ပေါ်တာပါရှင်။အာဟုတ်ကဲ့ပါเนาะအကိုတရာကဒီပေါ့เนาะအာမေတ္တာလင်းကြီးသိစေတာဆိုရဲဒီရုပ်ရှင်စီးရီးလေးမှာမေတ္တာလင်းဆိုရဲအတွင်ရေးမှလေးနေရာကနေပြီးတော့ပါဝင်တရုပ်ဆောင်ထားပါရဲ့ရှင်။အာဒီကားလေးထွက်လာတဲ့ခါကျရင်လေတရာကိုလူရာရှိရင်အမနာနဲ့အာဝေဖန်ထောက်ပြပေးပြီးတော့အကေအစင်ပြရဲ့ဆိုရင်အများကြီးအားပေးကြဖို့အတွက်တရာကတောင်းဆိုချင်ပါရဲ့ရှင်။အားလုံးကျေးဇူးများကြီးတင်ပါရဲ့ရှင်။